အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ဒီကစားသမားကိုဇန်နဝါရီမှာခေါ်ဖို့ပြင်ဆင်နေတဲ့ United United သတင်းလေးကိုတင်ဆက်ပေးနေတဲ့ Red Diamond Show ကနေပြန်လည်ကြိုလိုက်ပါရင် မချောင်လိုက်တဲ့တင်ရတွေအားဖြင့်အပြောင်းရွှေ့ကာလာအတွင်းတိုင်းစစ်ကစားမတွေအတွက်မွေအမြောင်များသုံးဆွဲခဲ့ပေမဲ့သူတို့ရဲ့ကွင်းလည်ပိုင်းကိုပြုပြင်ပြောင်းလဲဖို့လိုအပ်နေဆဲဖြစ်ပါရင်ယူလိုက်တဲ့အတင်အားပေးခဲ့တဲ့ရာသီမှာပရီးမီးယားလိဂ်ဒန်းဆင်းဆောင်အထက်နည်းနည်းလေးသာအဆင်ပြေခဲ့ပြီးတော်တန်ဟော့စပါကိုယောပါလိဖိုင်နယ်မှာရှုံးနေခဲ့တာကြောင့်လက်ရှိရာသီဥရောပပွဲကစားခွင့်ကိုလည်းလက်လွတ်ခဲ့ရပါရင်ဒါကြောင့်ဒီပြရိုဝင်အမ်မိုရီဟာသူ့ရဲ့ပထမဆုံးသောရာသီအပြည့်ကိုမစတင်ခင်မှာဘရိုင်းယန်အန်ဘိုမိုမာတီးယားကွန်ညာနဲ့ဘင်ဂျမင်ရှက်ကိုတို့ကိုတိုင်းစစ်ပိုင်းမှာအပြောင်းလဲလုပ်နိုင်တဲ့ထိပ်တန်းကစားမတွေကိုခေါ်ယူအားပေးခဲ့ပါရင်ဒါပေမဲ့ပရိသတ်များအစုကတော့ဒီအားပေးမှုတွေဟာတခြားအားနဲ င်းနေသေးတဲ့ခန်းစင်းနဲ့ကွင်းလယ်ပိုင်းပြဿနာတွေကြောင့်အဟန်တားဖြစ်နေတယ်လို့ယုံကြည်နေကြပါတယ်။ဒါကြောင့် United အနေနဲ့ဒီမှာ Brighton ကခန်းစင်းကွင်းလယ်ကစားမှာ Carlos Baliba ကိုပြင်မှတ်ထားခဲ့ပေမဲ့အပြောင်းအရွှေ့ကိုမလုပ်နိုင်ခဲ့ပါဘူး။တင်းနေရဖော်ပြချက်အရ United ဟာ Carlos Baliba ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေဆဲဖြစ်ပြီး Robin Amorim ရဲ့အသင်းဟာဇန်နဝါရီမှာအသက်၂၁နှစ်အရွယ် Cameroon ကွင်းလယ်ကစားမှာအတွက်ထပ်မံစူးစမ်းပွဲရှိတယ်လို့ဆိုပါတယ်။ဒါအပြင် Baliba ဟာ Old Trafford ကိုပြောင်းရွှေ့ခြင်းခဲ့ပြီးလက်ရှိအချိန်မှာလည်းကစားမကအသင်းနဲ့အဆင်မပြေဘူးဆိုပြီးတော့တင်းနေထွက်ပေါ်နေပါတယ်။ ဘရိုက်တန်ကဘယ်လီဘာကိုပေါင်တန်100ကျော်တန်ဖိုးပြတ်ထားပြီး United အနေနဲ့အဲ့ဒီပမာဏကိုပေးချေဖို့မဖြစ်နိုင်ပေမဲ့ကောလာဟာရီကြောင့်ကစားမရဲ့စိတ်မတည်ညီမှုဟာ United အတွက်အကျိုးဖြစ်လာနိုင်ပါတယ်။မချာစီးနေပြပတ်ကွာလာရဲ့ချီးကျူးမှုကိုတော့ခံရတဲ့ဘယ်လီဘာဟာလက်ရှိဘောလုံးလုံးကမှာတကယ်ရည်ချင်းရှိတဲ့ကွင်းလယ်လူတစ်ယောက်ဖြစ်သတ်မှတ်ခံထားပါတယ်။ ။ဗလီဘာဘရိုက်တန်ရာသီအဆမှာခြေစွမ်းမပြနိုင်သေးဘူး။သူဟာလီပွဲဒါမှမဟုတ်လီပလားပွဲတွေမှာတပွဲချင်းစီ80မိနစ်ထက်ပိုပြီးကစားခွင့်မရသေးဘူး။ဘရိုက်တန်အသင်းကိုယ်တိုင်ကလည်းပရီးမီယာလိအဖွင့်ငါးပွဲမှာတပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရှုံးနဲ့ရလက်မတီမငင်ဖြစ်နေပါရင်အသက်27နှစ်အရွယ်ဗလီဘာဟာ2023ခုနှစ်မှာလိဂ်ကနေပြီးတော့ဘရိုက်တန်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီးကင်မရွန်လေးစင်အသင်းအတွက်၈ပွဲကစားထားသူလည်းဖြစ်ပါရင်သူဟာယခုရာသီပရီးမီယာလိ9ပွဲအတွင်းမှာ2024-25ရာသီကပြသခဲ့တဲ့ခြေစွမ်းအဆင့်အတန်းကိုပြန်လည်မရောက်ရှိသေးပါဘူး။ကာလော့စ်ဗလီဘာဟာအဓိကအားဖြင့်ခန်းစစ်ကွင်းနဲ့ကစား ားသမားအဖြစ်ကစားသူဖြစ်ပါရင်ကိုယ်လည်းမှာဘောလုံးကိုပြန်လည်ရယူခြင်းခံစစ်ကိုကာကွယ်ခြင်းနဲ့တိုက်စစ်ကိုဘောလုံးဖြန့်ဝေပေးခြင်းတို့ကသူ့ရဲ့အဓိကတာဝန်တွေဖြစ်ပါရင်ဒါအပြင်ကွာလာလုံးမျိုးနိပြကြီးရဲ့ချီးကျူးမှုကိုပါခံထားရတာကြောင့်ရိုးရိုးခံစစ်ကိုယ်လည်းကစားသမားတူထက်ပုံမထူးခြားတဲ့ဘောလုံးအရေးခြင်းတွေကိုပိုင်းဆိုင်ထားတယ်လို့ယူဆလို့ရပါတယ် ယနေ့လည်းရှိခန်းစစ်ကွင်းနယ်ကစားမှာကတ်စမဲတို့ဟာအတိုင်ဝင်အကြောင်းရေရှည်အတွက်အားထားရဖို့ခက်ခဲလာနိုင်ပါတယ်။ဗလီဘာဟာအတန်းငယ်ရွယ်ပြီးဘောလုံးပြန်လုနိုင်မှုဖြတ်ထုတ်နိုင်မှုနဲ့ interception ကောင်းမှုတွေကြောင့်ကတ်စမဲတို့ရဲ့နေရာကိုအစားထိုးဖို့ဒါမှမဟုတ်ဘေးကနေတွဲဖက်ကစားဖို့အတွက်အလားအလာကောင်းပါတယ်။ဆိုတော့ဗလီဘာ United အသင်းရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့အတွက်အလွန်လိုက်ဖက်တဲ့တိုက်စစ်ပိုင်းမှာငွေအများကြီးသုံးစွဲခဲ့ပေမဲ့ဒီနေ့နေရောင်အသင်းမှာကွင်းနယ်နဲ့ခန်းစစ်အားနည်းချက်တွေကျန်ရှိနေတဲ့လို့ဆိုပါတယ်။ဗလီဘာလိုမျိုးခန်းစစ်ကွင်းနယ်မှာအော့စာလွှမ်းမိုးနိုင်တဲ့ကစားသမားတို့ကိုခေါ်ယူခြင်းဖြင့်အသင်းရဲ့အားနည်းချက်တွေကိုတိုက်ရိုက်ဖြည့်ဆည်းနိုင်မှာပဲဖြစ်ပါတယ်။ဆိုတော့အသင်း ့27နှစ်ရွယ်သာရှိတဲ့ဗလီပါအလွန်ရင်ချင်းရှိတဲ့လူငယ်စားမဖြစ်တာကြောင့်သူ့ကိုခေါ်ယူခြင်းဟာလက်ရှိအသင်းရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရုံသာမက United ရဲ့အနာဂတ်အတွက်လည်းရည်ရှိရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါလိမ့်မယ်။ဗလီပါရဲ့အဓိကအားသာချက်တစ်ခုကတော့ဖီအားများတဲ့ဂျာရက်ကနေဘောလုံးကိုထိန်းသိမ်းပြီးရှေ့ကိုတည်ယူသွားနိုင်တာပါပဲ။ United ဟာပြန်မဲ့ဖီအားပေးမှုတွေကိုကြော်လွားပြီးတိုက်စစ်ကိုစတင်ဖို့အခက်အခဲရှိနေတဲ့အကြောင်းဒီစွမ်းရည်ကအလွန်ရေးပါပါတယ်။ဒါ့အပြင်သူဟာဘောလုံးကိုစိတ်ရှည်ရှည်နဲ့ထိန်းချုပ်ပြီးတော့ကစားကွက်အရှိန်ကိုလိုအပ်တယ်လို့ပြောင်းလဲပေးနိုင်တဲ့အတွက် United ရဲ့ကွင်းလယ်တည်ငြိမ်မှုကိုပို့ပြီးတော့အားကောင်းစေပါပါ။ United အနေနဲ့သူ့ကိုခေါ်ယူနိုင်ရင်ရေရှည်အတွက်စိတ်ချ ချရတဲ့ကွင်းလယ်ကစားသမားတူကိုပိုင်ဆိုင်မှာဖြစ်ပြီးကိုဗစ် -19 လို့ပြောလူငယ်ကစားသမားတွေနဲ့ပါအကောင်းဆုံးတွဲဖက်ပြီးအသင်းကိုတည်ဆောက်နိုင်မှာပါ။